ကျွန်တော်ဗုဒ္ဓကသူ့ကိုသူဖျားလို့ပြောသလားဘာကြောင့်ကိုးကွယ်တယ်လဲအခုဘယ်မှာလဲဆိုတော့မိကွန်းမေးကြတဲ့အတွက်ဒီမိကွန်းကိုစီစဉ်ကားကဖြေပေးမယ်เนาะအဲ့တော့ဗုဒ္ဓကသူ့ကိုသူဖျားလို့ပြောသလားဆိုတော့ပြောတယ်တိတ္တတမင်းသားလေးကတောထွက်တယ်တောထွက်ပြီးတော့ယဟန်ဝစ်တယ်ယဟန်ဝစ်တဲ့အခါမှာသူ့ကိုတိတ္တတယဟန်ရဲ့လို့ဘယ်သူမှမခေါ်ဘူးသူ့ရဲ့အຫນွယ်ကြီးဂေါရမအຫນွယ်ဖြစ်တယ် သူဂေါရမအနွယ်ဖြစ်တဲ့အတွက်သူ့ကိုဂေါရမယဟန်ကြီးလို့ခေါ်ကြတယ်အကောလုံးကဂေါရမယဟန်လို့ပဲခေါ်ကြတယ်အဲ့တော့ပစ္စဝကိ၅ဦးကလည်းဂေါရမယဟန်လို့ပဲခေါ်တယ်သူ့ကိုယဟန်အဖြစ်နဲ့ပဲသတ်မှတ်ကြတယ်အဲ့တော့6နှစ်လုံးလုံးတရားကျင့်တယ်တရားကျင့်ပြီးတော့တမတမောရိညာန်ကိုရတယ်အဲ့တော့ပုရိယာဆိုတဲ့ပုပ်ဝိနိဝါဒညာန်นี่ဟာလားဒိဗသကုညာန်นี่အာတဝခယညာန်นี่ရတဲ့အခါမှာသူ့ကိုသူဖျားအဖြစ်နဲ့ဝန်ခံတယ် ဘယ်လောက်ထိဘယ်နေရာအထိဘယ်လောက်ထိဝန်ခံလဲလို့မေးလို့ရှိရင်တရားဥပဒေဟောဖို့အတွက်ပြစ်ဆောက်ဝက်ကြီး9ဦးလို့ရှိလာတဲ့အချိန်မှာပြစ်ဆောက်ဝက်ကြီး9ဦးတို့ကဘာပြောလဲဆိုတော့စပြီးတော့ခေါ်တရားဟာအရှင်ဂေါရမတင်ဒီဒုက္ခစတိယကိုပယ်လိုက်ပြီတကယ်ဒုက္ခရောက်ကြောင်းတရားရကြောင်းအကြောင်းအရာတွေပင်လိုက်ပယ်လိုက်တဲ့အတွက်တင်ဒီဖျားမဟုတ်တော့ဘူးဖျားမဖြစ်နိုင်ဘူးအဲ့ဒီလိုညင်းဆိုတာညင်းဆိုတဲ့အတွက်မြတ်စွာဘုရားကတရားမဟောခင်မှာစပြီးတော့ပြောတာပြစ်ဆောက်ဝက်ကြီးတို့ ငါဒီတမ္မာတံဘောဒီဖရာဖြစ်ပြီတမ္မာတံဗုဒ္ဓဖရာဖြစ်ပြီအဲ့လိုဝင်ခံတာတမ္မာတံဗုဒ္ဓဆိုတာကတော့ဆရာမကူတရားမူဉာဏ်နဲ့ဒီလောကရဲ့တစ္ဆာတရားတွေကိုထိုးထိုးထွင်းထွင်းကိုယ်တိုင်သိတယ်သူတစ်ပါးတို့ကိုလည်းဟောပြတတ်တယ်အဲ့ဒါတမ္မာတံဗုဒ္ဓဖရာပဲတမ္မာတံဘောဒီဉာဏ်ပဲလောကအလုံးစုံကိုသိတယ်လောကလွန်မြောက်ကြောင်းကိုလည်းသိတယ်အဲ့ဒါတမ္မာတံဗုဒ္ဓပဲအဲ့တော့တမ္မာတံဗုဒ္ဓဖရာဖြစ်ပြီလို့ဝန်ခံတယ် ဝန်ခံပြီးတဲ့အချိန်မှာဆက်ပြီးတော့ပြောသေးတယ်မင်းတို့ငါ့ကိုတဲ့ခေါ်ရမလို့လည်းမခေါ်ကြနဲ့တဲ့ဖျားဖြစ်တဲ့အတွက်လူနာမည်သုံးလို့မရအောင်အဲ့တော့တိတ်တသမင်းသားဒီလူဟုတ်တယ်ဖျားဒီလူမဟုတ်တော့ဘူးလူလို့ပြည့်ညက်လို့မရဘူးလူလို့ခေါ်လို့မရတော့ဘူးဘာကြောင့်ခေါ်လို့မရတော့လဲလို့မေးလို့ရှိရင်အရဟတမညံကိုရထားတဲ့အတွက်အရဟတမညံဒီအဝိဇ္ဇာကိုအရှင်းပယ်တတ်လိုက်တယ် အရှင်းပယ်တက်လိုက်တဲ့အတွက်အဝိဇ္ဇာကြောင့်ဖြစ်လာတဲ့ခန္ဓာ၅ပါးသည်မရှိတော့ဘူးအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်တမားတွေကနားလည်လိုက်မယ်ဘာသာကြားကတော့သိကြမှာသိလိမ့်မယ်အဝိဇ္ဇာချုပ်ခြင်းကြောင့်သင်္ခါရချုပ်တယ်သင်္ခါရချုပ်ခြင်းကြောင့်ဝိညာဉ်နာယုတ်တတရဏဖတ်တဝေဒနာတောက်လျှောက်ချုပ်တဲ့အတွက်ကိုအဝိဇ္ဇာကြောင့်ဖြစ်တဲ့ခန္ဓာ၅ပါးမရှိတော့ဘူးအကုန်ပယ်တက်ပြီးသားဖြစ်တယ်အဲ့ဒီအတွက်လူမဟုတ်တော့ဘူးလူဒီအဝိဇ္ဇာနဲ့စားတဲ့ခန္ဓာ၅ပါးနေလဲနေတယ်။လူမဟုတ်တော့တဲ့အတွက်မြတ်စွာဘုရားကိုလူလို့ခေါ်လို့မရဘူ ဖျားလို့သူကိုယ်တိုင်ဝင်ခံတယ်အဲ့တော့ဖျားလို့ဝင်ခံတာကိုရှင်းပြီနော်ဘာကြောင့်ဂေါရမလို့မသုံးခိုင်းတာလဲပစ္စဝကီတို့အာဟုသောငါရှင်လို့လည်းငါ့ကိုမခေါ်ကြနဲ့ငါဖျားဖြစ်ပြီဂေါရမယဟန်လို့လည်းငါ့ကိုမခေါ်ကြနဲ့ငါဖျားဖြစ်ပြီအဲ့လိုပြောသွားတာအဲ့တော့မြတ်စွာဘုရားကသူ့ကိုယ်သူဖျားလို့ပြောလာဆိုတော့ပြောယုံနေမဟုတ်ဘူးသူ့ကို level တော့မဆက်ဆံခိုင်းဘူးလူလို့တော့မဆက်ဆံခိုင်းဘူးရှင်းပြီနော်โอเคဒါဆိုရင်ပြီးသွားပြီ တုတ်ကိုဘာလို့ကိုးကွယ်တာလဲဆိုတော့သူစီအတုတ်မရှိတဲ့အဆုံးအမတွေကိုပေးတတ်တယ်အတုတ်မရှိတဲ့မွန်ပြတ်တဲ့အတုတ်မရှိတဲ့စိတ်နေစိတ်ထားတွေရှိတယ်အဝိဇ္ဇာမရှိတော့တဲ့အတွက်လွန်မတန်မွန်မြတ်တဲ့စိတ်နေစိတ်ထားတွေရှိတယ်အဲ့တော့မင်းတို့ဘာသာတွေနဲ့နှိုင်းရှင်ပြီးပြောကြကြည့်ဆိုရင်ဗုဒ္ဓဘာသာကနေဟိုတင်းနေပြောင်းသွားတဲ့ဗမာတယောက်ကအတင်းကြီးတိုက်ခိုက်နေလို့မင်းတို့ပြောပြလိုက်မယ်ကဘာဦးကျန်းကိုတွတ်ဖက်နော် မတိကြဘူးဆိုရင်ကြမ်းညွန့်လာတောင်းလာပြီးမယ်ကောမန့်မှာလာကြီးလိုက်ကြမ်းညွန့်အတိကြပြီးမယ်ကဘာဦးကျမ်းမှာမွေကိုချိန်စဲတယ်လူကိုရန်ညှိုးဖွဲ့တယ်မိမကိုကိုဝင်ဆောင်တဲ့ဒုက္ခပေးတယ်တတဝါတွေကိုဖန်ဆင်းမိတဲ့အတွက်သူဟာပူပင်နောင်တရတယ်လို့ပြောတယ်လောကကြီးကိုဖျက်ဆီးတယ်ကဘာဦးဖျက်ဆီးတယ်အဲ့ငါးချက်ကိုကဘာဦးကျမ်းမှာအရင်ဆုံးရှာကြည့် နောက်ထပ်လိုချင်အများကြီးထုတ်ပြီးမယ်ငါးချက်လိုချင်ကြမ်းညွန်းလာယူတို့ဗုဒ္ဓကမာနကသူ့ကိုဖျားဖြစ်ဖို့လိုက်နှောက်ရက်တာတောထော့လာတွေကနှောက်ရက်တာဖျားဖြစ်တဲ့ဒီနှောက်ရက်တယ်နောက်ဆုံးပြိဋိဘံဆံကန်ဒီဒီနှောက်ရက်တယ်အဲ့လောက်နှောက်ရက်တဲ့မာနကိုမြတ်စွာဘုရားဒီတခါမှမကြိမ်စဲဘူးတခွန်းတပါးမှမကြိမ်စဲဘူးနောက်ဆုံးပြိဋိဘံဆံတဲ့အထိဆုံးမသွားတယ်ကောင်းကောင်းမွန်မွန်စကားပြောသွားတယ် ဘဝပေါင်းများစွာဒုက္ခပေးသွားတဲ့ဒီဝရက်နောက်ဆုံးအချိန်အထိမြေမျိုးကန်ဤအထိပေးသွားတဲ့ဒီဝရက်မြတ်စွာဘုရားသည်ရံညိုးမဖွဲ့ဘူးချက်သားအနန္တာအဲ့လိုမပြောနဲ့ဒီဝရက်ကငါဖျားနဲ့တန်ငါပေါ်မှာကျေးဇူးများတယ်လို့အဲ့ဒီလိုပြောသွားတာရံညိုးမဖွဲ့ဘူးဟုတ်ပြီနော်ဒီဝရက်ကတောင်းဆိုမှုကြောင့် လေးသမားတွေနဲ့မြတ်စွာဘုရားကိုတတ်ဖို့အတွက်လေးသမားတယောက်တယောက်အဲ့တယောက်ကိုပြန်လာလို့ရှိရင်နောက်နှစ်ယောက်အဲ့နှစ်ယောက်ကိုတတ်လို့ရှိရင်နောက်ထပ်၄ယောက်အဲ့ဒီ၄ယောက်ကိုတတ်ဖို့အတွက်နောက်ထပ်၈ယောက်အဲ့ဒီ၈ယောက်ကိုတတ်ဖို့အတွက်နောက်ထပ်16ယောက်ဆိုလေးသမားတွေစင်ကဲစင်ကဲလွတ်တာအဲ့ဒီလိုလွတ်ပြီးတော့တတ်တဲ့လေးသမားတွေမြတ်စွာဘုရားကိုတတ်ဖို့လွတ်လိုက်တဲ့လေးသမားတွေကိုမြတ်စွာဘုရားကမမုန်းတဲ့အပြင်တရားဟောဆုံးပါပြီးတော့တရားနှလုံးရသွားတဲ့ပုံကိုဒီလမ်းကမသွားနဲ့မင်းအသက်ခံမှာဟိုဘလမ်းသွားဒီလိုလမ်းတော့ညှို့ပေးခဲ့တယ်ဘုရား ဲ့တော့တို့ဖျားသည်တတ္တဝါဒီအပေါ်မှာအမုံရံညိုအာဂါဒအကျင့်စေခြင်းဆိုတဲ့အောက်တန်းစားစိတ်တဲ့ဒဇက်ကလေးမရှိတဲ့အတွက်ငါတို့ကကိုးကွယ်တာအောက်တန်းစားစိတ်တဲ့ဒါရှိခဲ့ငါမကိုးကွယ်ဘူးငါတို့ဗုဒ္ဓဟောအောက်တန်းစားစိတ်တဲ့မရှိတဲ့ပုံကုမလို့ချစ်လွန်းလို့ကိုးကွယ်တာဒါကြောင့်မလို့လေဘယ်တတ္တဝါနဲ့မှ မတူတဲ့လူနဲ့ပြမှာဘယ်တတ္တဝါနဲ့မှမတူတဲ့အတုမရှိတဲ့ဗုဒ္ဓမျက်စွာရဲ့လို့ ခေါ်တာတဘောပေါ့ပြီနော်အဲ့တော့ဖျားဆိုတာသူ့ကိုယ်သူဝန်ခံသလားဆိုတဲ့အဖြေလည်းရှင်းသွားပြီဘာကြောင့်ကိုးကွယ်တာဆိုတာလည်းတဘောပေါက်သွားပြီဟုတ်ပြီနော်ဖျားကအခုဘယ်မှာလဲဘသူမြင်လဲလို့ဆိုတဲ့မေးခွန်းကိုဖြေရှင်းပေးမယ်မြတ်စွာဘုရားတို့မြည်သည်လောကကြီးတို့မြည်သည်တတဝါတို့မြည်သည်မွေးချင်းတည်ချင်းလဲပတ်နေတယ်မွေးတဲ့တည်တဲ့စက္ကန့်မချမွေးလိုက်တည်လိုက်လဲပတ်နေတယ် ဒီဘဝလူရယ်လို့ဖြစ်မယ်တည်သွားမယ်နောင်ဘဝဒီစက်ကတ်မချပဲရောက်သွားတယ်တလိမ့်ဆန်ပုံလားငရဲပုံလားနတ်ပုံလားအပေပုံဖြစ်ရင်ဖြစ်မယ်မဖြစ်ရင်လူပုံဖြစ်မယ်ဒါမှမဟုတ်နတ်ပုံဖြစ်မယ်အဲ့တော့ဒီလိုရောက်သွားပြီးစက်ကတ်မချလဲနေတဲ့ဒုက္ခတွေရဲ့ဒီမွေးခြင်းနဲ့တည်ခြင်းမရှိတယ်မြတ်စွာဘုရားဒီနိဗ္ဗာန်ဆိုတာမမွေးတဲ့နေရာမမွေးတဲ့နေရာမတည်တဲ့နေရာဟုတ်ပြီနော်အဲ့ဒါကိုအရင်ဆုံးနားလည်အောင်နားထောင်ပါ ဟောဒီလိုစကားတွေပြောနေတယ်ဟောဒီလိုမြင်စိတ်တွေရှိတယ်ဟောဒီလိုကြားစိတ်တွေရှိတယ်ဟောဒီအနတ်ရှိတယ်အထည်တွေ့စိတ်ရှိတယ်တွေးတောကြံစီတဲ့စိတ်တွေရှိတယ်အဲ့ဒါဆိုရင်ခန္ဓာလို့ခေါ်တယ်ခန္ဓာရှိရင်ဘဝရှိတယ်ဘဝရှိရင်တေကိုတေရတယ်မွေးကိုမွေးရတယ်မင်းတို့ဖန်ဆင်းရှင်ဒီလူနဲ့သူနဲ့တူတဲ့လူကိုဖန်ဆင်းတယ်လို့ပြောတဲ့အတွက်ခန္ဓာရှိတယ်ဘဝရှိမွေးမယ်သိမယ်အဲ့ဒီတန်တရာမှာလဲနေတယ် မွေးရမယ်တေးရမယ်မြတ်စွာဘုရားသည်မမွေးသောနေရာမတေးသောနေရာကိုရောက်သွားတဲ့အတွက်တေးခြင်းမှန်ကိုအောင်တယ်မရဏမှန်ကိုအောင်သွားတယ်မင်းတို့ကမတေးခြင်းမှန်ကိုမအောင်ဘူးလို့ပြောတဲ့အတွက်တခါတည်းအဲ့ဒါပါဖြည့်ရှင်းပေးလိုက်မယ်မမွေးတဲ့နေရာကိုရောက်သွားတဲ့အတွက်မတေးခြင်းဖြစ်တဲ့အတွက်တေးခြင်းတရားကိုအောင်သွားတာနားလည်ပြီနော်ဒါဆိုရင်မြတ်စွာဘုရားကအဲ့ဒီနေရာကိုရောက်သွားတာဘသူမြင်လဲလို့မင်းလို့ရှင်အရှင်နုယုတ်တော်မြင်တယ် ယဟန္တာတို့မြည်သည်သောတာပတိသောတာပန်တရာဂအနာဂံယဟန္တာတွေအကုန်လုံးကနိဗ္ဗာန်ကိုမြင်တယ်ဉာဏ်နဲ့မြင်တယ်နိဗ္ဗာန်နဲ့အဲ့ဒါလိုမျက်မှောက်ပြုသလိုမြင်ရတာငါတို့ဒီမျက်စိနဲ့မြင်သလိုကိုနိဗ္ဗာန်ကိုမြင်ရတာဉာဏ်နဲ့မြင်ရတယ်အဲ့ဒီသောတာပတိမသောတာပတိဖို့တရာဂံအနာဂံယဟန္တာဆိုတဲ့ပုံကိုယ်တွေအကုန်လုံးဒီမဉဏ်နဲ့ဖူဉဏ်နဲ့အကုန်လုံးနိဗ္ဗာန်ကိုမြင်ရတာအဲ့တော့အရှင်နုဂုတ်တာက နောက်ဆုံးမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံငံဤမှာဇန်သမာဘတ်တွေဝင်စားတဲ့အချိန်မှာမြတ်စွာဘုရားဒီအသက်မရှူတော့ဘူးနှလုံးနေလည်းမခုံတော့ဘူးအသက်လည်းမရှူတော့ဘူးနှလုံးလည်းမခုံတော့ဘူးမခုံတော့တဲ့အတွက်ရှင်အာနန္ဒာကမေးတယ်အရှင်ဘုရားမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံသွားပြီလားရှင်အာနန္ဒာကအဲ့ဒါကိုမသိနိုင်ဘူးမြတ်စွာဘုရားရဲ့စိတ်အစဉ်ကိုသိနိုင်တာအရှင်နုယုတ်တာပဲရှိတယ်အခြားသောပြမ္မာကြီးတွေကလည်းသိတယ်မြတ်စွာဘုရားရဲ့စိတ်အစဉ်ကိုလိုက်ကြည့်နေတယ်တလူတဲ့ဒီငါတို့မျက်စိရှေ့မှာမြင်နေရတဲ့ပုံကိုယ်တွေထဲမှာဆိုရင် အရှင်နုယုတ်တာကတော့မြတ်စွာဘုရားဒီဇိုင်းမှန်မှန်လိုက်ကြည့်နေမြတ်စွာဘုရားရဲ့စိတ်အဲ့တော့ဇန်ဒီတက်သွားတယ်နိရောဓတမဘက်ဝင်လာတဲ့အချိန်မှာမြတ်စွာဘုရားတည်သွားပြီလားပြိနိဗ္ဗာန်ဆန်သွားပြီလားရှင်အာနန္ဒာအဲ့လိုမိလားမိတဲ့ခါကျတော့အရှင်နုယောဒမဆန်သေးဘူးလို့နိယောဒတမဘတ်ဝင်စားနိယောဒတမဘတ်ဝင်စားတဲ့အချိန်မှာအသက်လည်းမရှိဘူးနှလုံးလည်းမခုန်တော့ဘူးအားလုံးငြိမ်ကျသွားပြီခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့တော့လူဆိုရင်တော့တေးပြီပေါ့ဖခင်ယဟန္တာကြီးကအဲ့ဒါတေးတာမဟုတ်သေးဘူး တမာဘတ်ဝင်စားတော့ရှိတယ်။ညောရတမာဘတ်ကနေထတယ်အဲ့ဒီလိုပဲဇန်နေအဘိညာဉ်နေတောက်လျှောက်ခေါက်တော့ခေါက်ပြန်ဝင်စားတာခေါက်တော့ခေါက်ပြန်ဝင်စားပြီးမှဇရုဒ္ဓဇန်နေအထမှာပရိနိဗ္ဗာန်ကိုပြုတယ်အဲ့တော့မှအရှင်နုယုတ်တာကမြတ်စွာဘုရားပရိနိဗ္ဗာန်ပြုသွားပြီတယ်ဘယ်သူမြင်တာလဲဆိုအရှင်နုယုတ်တာမြင်တာနတ်မြမာတွေထဲမှာတော့မြင်တဲ့ပုံကိုယ်တွေတပုံကြီးပဲငါတို့မျက်စိထဲမှာမြင်နေရတဲ့